မင်္ဂလာပါခင်ဗျာမေလ၁၂ရက်နေ့အတွက်ဘူရောရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ Trump ကယူကရိန်းရုရှားဆွေးနွေးပွဲအတွက်တောင်းဆိုပြီးတဲ့နောက်ရုရှားသမ္မတပူတင်ကိုတွေ့ဆုံဖို့ဇလန်စကီကစင်ခေါ်လိုက်ပါတယ်။ယူကရိန်းသမ္မတဇလန်စကီကရုရှားသမ္မတပူတင်နဲ့အစ္စတန်ဘူမှာစစ်ပွဲအဆုံးသတ်ရေးဆွေးနွေးပွဲအဆင့်နဲ့ဖြစ်နေပြီလို့ပြောကြားခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ယူကရိန်းနဲ့ရုရှားသမ္မတပူတင်တူရကီမှာနှစ်နိုင်ငံကြားတိုက်ရိုက်ဆွေးနွေးဖို့ကလန်းချက်ကိုသဘောတူကြောင်းဒေါ်နယ်ထရန့်ကပြောဆိုခဲ့ပြီးနောက်မကြာမီမှာပဲ H မှာသူ့ရဲ့ပို့တက်လာတာဖြစ်ပါတယ်။တပ်ဖြတ်မှုတွေကိုတတန်တိုးဖို့မရှိပါဘူးပြီးတော့ကြာတာပရင်းနဲ့မှာတူရကီမှာပူတင်ကိုစောင့်နေပါမယ်လို့ဇလန်စကီကရှင်းသားခဲ့ပါတယ်။အပြစ်ကရစဲပြီးမှသာသူ့ရဲ့နိုင်ငံဟာရုရှားနဲ့ဆွေးနွေးဖို့လမ်းဖွင့်တာကြောင့်အစိုးပိုင်းကပြောကြားခဲ့ပါတယ်။စနေနေ့ကကီယက်မှာဥရောပခေါင်းဆောင်တွေဥဆောင်ကတွေ့ဆုံပြီးတဲ့နောက် တိုက်ပွဲတွေရပောင်း30ခေတ္တရပ်ဖို့အနောက်အင်အားကြီးနိုင်ငံတွေကတောင်းဆိုခဲ့ကြပါတယ်။တနင်္ဂနွေနေ့မှာထရန်ကယူကရိန်းဟာဒီချက်ကိုချက်ချင်းသဘောတူတင်တယ်လို့ဆိုရှယ်မီဒီယာမှာတင်ခဲ့ပြီးဒီချက်ဟာစစ်ပွဲအဆုံးသတ်ဖို့နီလန်ရှိမရှိကိုရှင်းလင်းစွာဖော်ပြမှာဖြစ်တယ်လို့လည်းဆိုပါတယ်။အိစမာဇလန်စကီကဆွေးနွေးပွဲမတိုင်မီအပြစ်ခတ်ရစဲကိုရစ်ဆာကသဘောတူဖို့မျှော်လင့်ကြောင်းပြောကြားခဲ့ပါတယ်။ တနမန်ရေးရအတွက်လိုအပ်တဲ့အခြေခံအချက်တွေပံ့ပိုးဖို့အတွက်အပြည့်ဝအပြည့်ခက်ရစေးကိုမျှော်လင့်လျက်ရှိကြောင်းသူကထလောင်းပြောကြားခဲ့ပါတယ်။စနေနေ့ညနှောင်းပိုင်းမေကွန်မှာရုရှားသမ္မတပူတင်က2022ခုနှစ်မှာယူကရိန်းကိုရုရှားရဲ့ကျူးကျော်မှုနဲ့စတင်ခဲ့တဲ့စစ်ပွဲအတွက်လေးနက်သောစစ်ဆင်ညှိနှိုင်းမှုတွေပါဝင်ဖို့ယူကရိန်းကိုဖိတ်ကြားခဲ့ပါတယ်။ ယူကရိန်းဟာအပြစ်ခတ်ရစေးသဘောတူညီချက်အစ်တကိုသဘောတူဖို့ပယ်ချနိုင်ရည်ရှိတယ်လို့ပူတင်က ပြောကြားခဲ့ပေမဲ့လည်းဂျပန်30ကြာအပြစ်ခတ်ရစေးတောင်းဆိုချက်တွေနဲ့ပတ်သက်ပြီးပြောကြားချက်တစ်စုံတရာမရှိခဲ့ဘူးလို့လည်းသိရပါပါတယ်ခင်ဗျာလူသားဆန်တဲ့စက်ရုပ်တွေဖွံ့ဖြိုးတိုးတက်ရေးနောက်ဆုံးနယ်နိမိတ်မှာတရုတ်နဲ့တက်စလာတို့ပြန်ဆိုင်မှုပြင်ထန်လျက်ရှိပါတယ်လူသားဆန်တဲ့စက်ရုပ်တီထွင်မှုတွေမှာကုမ္ပဏီတွေဟာနောက်ဆုံးနယ်နိမိတ်ကိုတင်ပိုက်ဖို့ပြင်ဆင်နေကြပြီး ရုတ်နိုင်ငံရဲ့စက်မှုလုပ်ငန်းဟာအရှိန်မြင့်တက်လာနေပါတယ်။ Tesla ရဲ့ Optimal ဘုတ်ဘွဲဟာလည်းကမ္ဘာ့ပတ်ချမ်းကနေအလားတူလှုပ်ဆောင်အရှိန်မြင့်တင်နေပါတယ်။တွက်လက်တဲ့စက်ရုပ်လက်တွေဟာလူသားဆန်တဲ့စက်ရုပ်တီထွင်မှုမှာနောက်ဆုံးနယ်နိမိတ်ဖြစ်တယ်လို့ဆိုကြပါတယ်။ဆေးရုပ်လက်တွေဟာလူသားရဲ့အလုတ်တောင်ကိုထမ်းဆောင်ဖို့လူသားဆန်တဲ့ဆေးရုပ်တွေအတွက်မရှိမဖြစ်လိုအပ်လာတာဖြစ်ပါတယ်။ဒါကြောင့်ကုမ္ပဏီတွေဟာအသွက်လက်ဆုံးဆေးရုပ်လက်တွေကိုတည်ထင်ဖို့ပုံမူအာရုံစိုက်လာခြင်းပဲဖြစ်ပါတယ်။တရုတ်ကုမ္ပဏီ Lymph Carbon Technology ဟာ လူသားဆန်တဲ့ဆက်ရုပ်တွေအတွက်၎င်းတို့ရဲ့ linker hand ဆက်ရုပ်လက်ကိုမကြမီကထုတ်ဖော်ပြသခဲ့ပါတယ်။တရုတ်ကုမ္ပဏီက၎င်းရဲ့ linker ဆက်ရုပ်လက်ဟာဇီကွန်မှာစွန့်ရင်အမြင့်မားဆုံးဖြစ်တယ်လို့အခိုင်အမာပြောဆိုထားပါတယ်။ကျွန်တော်တို့ရဲ့ linker hand သုတေသနပါရှင်ကတော့ကမ္ဘာအမြင့်ဆုံးပုံစံ52မျိုးလှုပ်ရှားနိုင်တဲ့ degree လွတ်လပ်မှု DOF ရှိပြီးကမ္ဘာထိပ်တန်းထုတ်လုပ်မှုဆက်ရုပ်လက်26ခုကိုကျွလွန်ပါတယ်။ လက်တချောင်းစီမှာ DOF ခုနှစ်ခုအထိတိကျရှိနိုင်ပြီးတော့၎င်းဟာလူသားလက်ချောင်းတွေရဲ့လှုပ်ရှားနိုင်မှုကိုကျွလွန်သွားနိုင်ပါတယ်။၎င်းမှာကင်မရာတွေနဲ့အီလက်ထရောနစ်အရေးပြားတွေအပါအဝင်အစစ်မြင့်အာရုံခံမတ်တီဆင်ဆာတွေကိုလည်းတပ်ဆင်ထားပါတယ်လို့ Linkal Boat Technology ရဲ့ဒုတိယနည်းပညာဆိုင်ရာအထွေထွေမန်နေဂျာကပြောကြားခဲ့ပါတယ်။မနစ်ကအီလွန်မတ်ကတော့ Tesla ရဲ့ Optimal ဆေးရုံလက်အသစ်မှာလွတ်လပ်မှု20ဒီဂရီရှိမယ်လို့မျှဝေခဲ့ပါတယ်။ 2024ခုနှစ်မေလတုန်းကတက်စလာဟာ Optima Video အသစ်ကိုထုတ်ပြန်ခဲ့ပါတယ်။ Tesla Video မှာ Optima ဟာတိကျမှုလိုအပ်တဲ့အရာတွေအပါအဝင်စက်ရုပ်တစ်ခုမှာအလုပ်တွေများစွာကိုလှုပ်ဆောင်မှုကိုပြသထားပါတယ်။ Jeff and ရဲ့ Optima ရဲ့လက်တွေဟာစက်ရုပ်လုပ်ငန်းနယ်ပယ်မှာအကောင်းဆုံးတွေထဲမှာဖြစ်တယ်လို့မှတ်ချက်ချခဲ့ပါတယ်။ လာမည့်နှစ်တွင်မှလင်္ကာပုတ်ဟာအချက်လက်တွေစုဆောင်းပြင်ဆင်ဖို့အတွက်လူသားဆန်တဲ့စစ်ရုပ်တပ်တန်းကိုဖြန့်ကျက်ချထားဖို့ရည်ရွယ်ထားပါတယ်။ Ruby Crew အတုံးလက်ကစားခြင်းအပါဝင်မိတ်ကလင်းချေခြင်းစတဲ့အကန့်အသတ်ရှိစံပြုတ်စံတမှုအခြေအနေတွေမှာပါဝင်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့ Ground ကမှတ်ချက်ပြုခဲ့ပါတယ်။တရုတ်နိုင်ငံရှိအခြားကုမ္ပဏီအချို့ဟာလည်းစက်ယုံတွေမှာ အလုတ်လုံနိုင်တဲ့စစ်ရုပ်တွေကို ဖန်တီးနေကြပါတယ်။အခြားတရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ First Sanitas ဟာလည်းလူသားတွေရဲ့အလုတ်တာဝန်တွေကိုထမ်းဆောင်ဖို့လူသားစံတဲ့စစ်ရုပ်တရုတ်ကိုထုတ်ဝေဖို့စီစဉ်နေပါတယ်။လင်ငါဖုတ်လူမျိုးပဲ First Sanitas ဟာ၎င်းရဲ့လူသားစံတဲ့စစ်ရုပ်တွေရဲ့တွက်လက်တဲ့လက်တွေနဲ့၎င်းတို့ရဲ့စွမ်းရင်ကိုအလေးပေးဖော်ပြခဲ့ကြပါတယ်။ ကျွန်တော်ရဲ့ Dash H13 Gen 2ဟာပပောင်းစုံမှပြုလုပ်နိုင်တဲ့ထိတွေ့မှုနဲ့ AI အမြင်အာရုံတစ်ခုပေါင်းစပ်လှုပ်ဆောင်နေပြီးပြည်တွင်းဈေးကွက်မှာလက်ချောင်း၄ချောင်းပါဝင်တဲ့ပထမဆုံးသောစက်ရုပ်လက်ဖြစ်ပြီးဂဟေစောချင်းစုပ်ကန်ချင်းလှဲ့ချင်းညှက်ချင်းစတဲ့လူသားတွေရဲ့ရှုပ်ထွေးတဲ့လှုပ်ရှားမှုတွေကိုစုံလွင်စွာပုံဖော်ပေးနိုင်ပါတယ်လို့ First Sanitet ရဲ့တည်ထောင်သူ CEO ဖြစ်သူဒေါက်တာရှူချင်ချောင်းကပြောကြားခဲ့ကြောင်းသိရပါပါတယ်ခင်ဗျာကျွန်တော်ကိုထပ်ပါ